အားလုံးဂယူဆိုင်လွန်းနေကြတဲ့ကလက်စထရောကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာတစ်နေ့ကိုကလက်စထရော3000မီလီဂရမ်နေ့တိုင်းထုတ်လိုပါတယ်ဆိုတော့အဲ့3000မီလီဂရမ်ကိုခန္ဓာကိုယ်ထဲမှာ85ရာခိုင်နှုန်းထုတ်လိုတယ်85ရာခိုင်နှုန်းကအစားအသောက်ကနေရရှိပါတယ်ဆိုတော့အဲ့လိုများလွန်းလာတဲ့ကလက်စထရောတွေကိုဘာအတွက်ခန္ဓာကိုယ်ကထုတ်လိုနေတာလဲကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဟော်မုန်းတွေအတွက်ဆဲလ်စီရဲ့အပေါ်ယံကုတ်တဲ့ ောက်တဲ့ layer တွေအတွက်အပေါ်ရန်အလွာတွေအတွက်အုံနှောက်အတွက်သင်းစီစီထုတ်လုပ်နိုင်မှုဗိုက်တာမင် D ထုတ်လုပ်နိုင်မှုအဲ့ဒါတွေအတွက်လိုအပ်ပါတယ်တချို့လူတွေမှာကိုလစတရောချစီတောက်နေရပါတယ်အဲ့ဒီတွေမှာကျွန်တော်ခုနပြောတဲ့ကိုလစတရောလိုအပ်ချက်ရှိတဲ့နေရာတွေအတွက်ဘေးထွက်ဆိုးကျိုးတွေနဲ့ရင်ဆိုင်နေရပါတယ်ဒီနေရာမှာတော့ဒီဗီဒီယိုမှာတော့ကျွန်တော်အသေးစိတ်ကိုတော့မပြောတော့ပါဘူးတိုတယ်ကိုလစတရောရှိတဲ့မြတ်ပမာဏက200အောက်ဆိုရင်ကျန်းမာတယ်လို့သတ်မှတ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာတစ်ခုပြောချင်တာက ဒီတစ်ခုအမှတ်မှာ2019ခုနှစ်ကနေစပြီးတော့ American Heart Association guideline ထုတ်ပြန်ပြီးတော့တရားဝင်ပြောကြားထားတာရှိပါတယ်။ Cholesterol ဒီကျွန်တော်ထပ်ပြောရမယ်။နှလုံးယောဂါက Cholesterol နဲ့ပတ်သက်ခြင်းလုံးဝမရှိပါဘူးဆိုတာကိုတရားဝင်2019ခုနှစ်ကနေစပြီးတော့ American Heart Association ကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ လေ့လာခြင်းတဲ့လူတွေလေ့လာနိုင်အောင်ကျွန်တော် description မှာ share လုပ်ပေးထားပါတယ်။ဆိုတော့ကျွန်တော်တို့ဒီမှာဘဟုသုတရအောင်ကျွန်တော်အနည်းငယ်ထပ်ပြောပါမယ်။ကျွန်တော် cholesterol နဲ့ပတ်သက်တဲ့ video တွေလည်းရှိပါတယ်။ cholesterol ဆိုတာအစီပါ။ကျွန်တော်တွေးနဲ့ရောမသွားနိုင်ပါဘူး။ဆိုတော့ကျွန်တော်ခုနကပြောတဲ့လိုအပ်ချက်ရှိတဲ့နေရာတွေကိုရောက်ရှိသွားဖို့အတွက်သူ့ကိုတည်ယူပို့ဆောင်ပေးမယ့်ရင်းနေလိုအပ်ပါတယ်။အဲ့ရင်းနေက LDL နဲ့ HDL ပါ။ဆိုတော့ LDL က cholesterol တွေကို tissue တွေစီရောက်အောင်သူက သိပြီးပါတယ်ပို့ဆောင်ပြီးပါတယ် low density lipoprotein လို့ခေါ်ပါတယ် HDL က tissue တွေစီမှာ cell စီစီမှာတုံးပြီးတဲ့ cholesterol တွေကိုသူကအသေးစီကိုပြန်ပြီးတော့သိလာပါတယ် high density lipoprotein လို့ခေါ်ပါတယ်အဲ့နှစ်ခုက cholesterol မဟုတ်ပါဘူးသိပို့ဆောင်ရေးရှင်နေပါကျွန်တော်တို့အဲ့ဒီမှာ LDL မှာနှစ်ခုထပ်ရှိပါတယ် particle size အရွယ်အစားလေးတွေပေါ့နော်ဆိုတော့အဲ့ဒါထပ်ရှိပါတယ် တစ်ခုက large wire လို့ခေါ်ပါတယ်ဆိုတော့ခက်ကြီးကြီးပေါ့နော်နောက်တစ်ခုက particle size ကြီးကြီးနောက်တစ်ခုက small dense small dense ဆိုတော့ particle size သေးသေးလေး large wire နဲ့ small dense ဆိုဘယ်သူကအနေများလဲဆိုတော့ small dense ဆိုအနေများပါတယ် small dense ဆိုစီကတ်လိုက်တယ် large wire ကစီကတ်မှုမရှိပါဘူး HCR ရဲ့သဘောကလည်းကျွန်တော်တို့ exercise လုပ်တဲ့အမျိုးအစားပုံမူတည်ပြီးတော့ညားလာတတ်ပါတယ်ကျုပ်အနှစ်က HCR များစီပါတယ် ်လ်ဒီယာကဖြစ်တင်တာက129.6အောက်မှာရှိတယ်။ triglyceride TG ဖြစ်တင်တဲ့ပမာဏ150အောက်ဆိုရင်ကျန်းမာတယ်လို့သတ်မှတ်ပါတယ်။အဲ့ဒီမှာကျွန်တော်တခုပြောချင်တာကျွန်တော် keto diet မှာအစီအိုရမ်းရစတော့ပါဖာစင်လောက်တဲ့ခါမှာခန္ဓာကိုယ်ထဲမှာအဆီတွေလောင်ကျွမ်းပြီးတွေးတွေကိုထွက်ချလာတယ်။အဲ့လားကိုလက်စထရောတွေပါ။အဲ့လိုကိုလက်စထရောတွေထွက်ချလာရဲ့ဒီမှာ triglyceride တွေပါလာခန္ဓာကိုယ်က cholesterol ကိုစွမ်းအင်အဖြစ်မသုံးနိုင်ပါဘူးခုနကျွန်တော်ပြောတဲ့နေရာတွေမှာသုံးတာခန္ဓာကိုယ်ကစွမ်းအင်အဖြစ်သုံးနိုင်တာကဖွက်ချလာတဲ့ cholesterol တွေမှာပါလာတဲ့ triglyceride တွေသုံးတာဆိုတော့ keto diet မှာ cholesterol များပါတယ်နောက်တစ်ခုက cholesterol များတဲ့အတွက်ကျွန်တော်တို့ခုနလိုအပ်တဲ့နေရာတွေမှာ cholesterol တွေရရှိအောင်ပြည့်စုံအောင်ပေယူပို့ဆောင်ပေးမယ်ယင်ကျွန်တော်ခုနပြောတဲ့ LDL တွေလိုအပ်ပါတယ်ဆိုတော့ cholesterol များတဲ့အတွက် LDL အများကြီးထုံးစံရှိပါတယ် triglyceride triglyceride ကတော့ keto diet မှာကကျွန်တော်တို့ကအဆီကိုစွန့်ရင်ထုတ်လုပ်တဲ့အတွက် triglyceride ကိုခန္ဓာကိုယ်ကအဆီချက်လုပ်ပါတယ်ဆိုတော့ keto diet မှာက triglyceride ကနည်းလေးရှိပါတယ်ဒါပေမဲ့အဲ့ဒါက carbohydrate diet မှာများ triglyceride များနေခဲ့ရင်အနည်းရှိပါတယ်ဒီလိုပဲ keto diet မှာလည်း triglyceride များတဲ့သဘောတွေရှိပါအဲ့ဒါကြတော့ကျွန်တော်တို့ စားသုံးတဲ့အစားအစာတွေမှာဆိုကြပါစို့ sugar တွေရောနေတာတို့ hidden sugar တွေပါနေတာတို့ဟိုကော်မှုန်တွေပါနေတာအဲအဲ့လိုရောနှောတဲ့ဟာမျိုးတွေမှာရောနှောတာတွေစားမိတာမသိဘူးနဲ့စားလာတာကြာပြီးကြာလာတဲ့ခါမှာတွေ့ရတာပါတယ်ကျွန်တော်ကျွန်တော်တို့ခုန LDL ကိုပြန်သွားအောင် LDL ကတကယ်လို့ဒါကျွန်တော်တို့ medical professional တွေသွားပြီဆိုရင် LDL ဟာအားများတာပဲ lipidol ရွေးမလား setting ယူမလားဆိုတော့ကျွန်တော်ဒီတစ်ခုလေးကြည့်ပြီးဆုံးဖြတ်လို့မရပါဘူးဆိုတော့ဘာတွေကြည့်မလဲ NDA ဖြစ်စီတဲ့အကြောင်းရင်းတွေကဓာရီကဘယ်ဟာတွေအခြေခံပြီးဖြစ်လာနိုင်လဲဆိုတော့ဥပမာကျွန်တော်ပြရရင်တံများတစ်ခုကိုစီးကုတ်တင်ထုတ်ထားတယ်ဆိုကြပါစို့အဲ့စီးကောင်းနေတဲ့ပြည်တံများကတန်ကြီးတက်ပြီးတော့မပြည့်စည်သွားဘူးအဲ့စီးတစ်ခုခုပြည့်စည်မှသာလျှင်အဲ့တံများက oxidation ဖြစ်ပြီးတော့ တန်ကြီးတက်သွားမယ်ပျက်စီးသွားမယ်ပေးကြောနေရနေရဘာကြောင့်စပျက်စီးမလဲအကြားကြောင့်ပျက်စီးမယ်အင်ဆူလင်ကြောင့်ပျက်စီးမယ်နံပါတ်1အင်ဆူလင်ရက်စစ်တန့်မဖြစ်ပါဘူးနံပါတ်2 HbA1c ညာလာမများပါဘူးနံပါတ်3 fasting insulin ညာနေလားမများပါဘူးကျွန်တော်အဲ့ဒါတွေကြောင့် LDL က MA ဖြစ်စီတဲ့ small tanks မဟုတ်ဘဲနဲ့ large wine လာဖြစ်ပါတယ်။ဒါပေမဲ့ပေပိုပြီးတေချာအောင်လဲစစ်ဆေးလို့ရပါတယ်။ဆေးရုံဆေးကန်းတွေမှာမေးကြည့်ပါ။ LDL particle size ကိုစစ်ချင်တယ်ဆိုပြီးတော့ဆိုရင်စစ်ခွင့်ရရယ်စစ်လို့ရရယ်ဆိုရင်စစ်ကြည့်ပါ။ large wine ကများသောအားဖြင့် keto diet စားတဲ့သူတွေမှာ large wine ဖြစ်တာများပါ